ဂျာသပဒေးနေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ15ရက်နေ့ကနေစပြီးတော့မတ်27ရက်တော်တွင်ကာလဟာအကျန်းစီအောင်ခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းတွေကိုကြုံတွေ့ရမယ့်ကာလဖြစ်သလိုမိမိစန္ဒရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖော်၍အထူးကောင်းတဲ့ကာလလည်းဖြစ်တဲ့အပြိုင်ဆိုင်တရားလုံးကိုကျော်လွှတ်အောင်မြင်နိုင်မယ်အိမ်မှာပညာရှာသူတွေရှိရင်ပညာတိုးတက်မယ်ဆံဝဲဖြေသူတွေရှိရင်ထိတ်တန်းအောင်မြင်လိမ့်မယ် ကိုကိုယ်နိုင်လက်ပညာရတဲ့ဘဝတိုးတက်မှုတွေအစစ်မြစွာရနိုင်တဲ့နေသားနဲ့ဘဝအစစ်တစ်ခုတိုးတက်တဲ့ကံကြမ္မာကိုကြုံတွေ့ရမယ်။ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းသင်ပြပါတယ်။ 15ရက်နေ့အရာရာဆင်ပြေခြင်းနဲ့တိုးတက်ခြင်းရှိတယ်။လိုလားချက်ပြည့်စုံမယ်ဒါပေမဲ့မတော်တဆထိခိုက်မှန်ရဲ့ဂိူးဆက်ရမယ်။အဲ့ဒီမှာအနောက်ရောက်ကိုတည်သွားစရာညရှိတတ်တယ်။နေ့တနင်္ဂနွေနဲ့သုံးနိုင်ကြသွားလာဂိူးဆက်ရမယ်။16ရက်နေ့မှာရှင်ပြိုင်မှုမှမများအောင်ပြင်မယ်ခဲခဲလုံးကိုကြော်ပြီးဘဝတိုးတက်တဲ့ကံကြမ္မာကိုကြုံတွေ့နိုင်တယ်။16ရက်နေ့ရည်မှန်းချက်မှမများအောင်ပြင်မယ်ဒါပေမဲ့စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ်။လူယုံထားလို့မရဘူး။ 18ရက်နေ့မှာအပြိုင်ဆိုင်အလုံးကိုကြော်မယ်ထူးခြားတဲ့ကံမြမမှုကိုရမယ်ဥတီချက်စစ်နဲ့လုပ်ငန်းစစ်တွေကိုရှေ့တိုးလို့ရအစ်စ်မြင့်တဲ့ဘဝနေထားနဲ့တိုးတက်တဲ့လမ်းကြောင်းတွေကိုကြုံတွေ့ရနိုင်မယ်ဝေးကြီးကံကောင်းမယ်ဘဝတိုးတက်မယ်မတော်တဆထိခိုက်မှန်တွေကယူဆရမယ်ရှင်းမြောင်းရက်ကုန်ဥတီသွားစရာတွေဖြစ်တတ်တယ်မနေ့၄နိုင်ခွဲနဲ့၆နိုင်အတွင်းသွားလာကယူဆရမယ် 19ရက်နေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းတိုးတက်ခြင်းရဲ့နှစ်သာရကြုံတယ်။ရည်မှန်းထားသည်များလက်တွေ့ကောင်းထည်ပေါ်အောင်မြင်ခြင်းရဲ့ကံကြမ္မာကိုကြုံမယ်။20ရက်နေ့မှာရှင်ပြိုင်မှုအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိမယ်။21ရက်နေ့မှာရာတိုက်ခတ်နေတဲ့ရှင်ပြီးမှလောရတဲ့နေထားကိုကြုံနိုင်မယ်။တပတ်တာအတွင်းဇာသာပတိနဲ့ဗုဒ္ဓနဲ့အင်္ဂါနေ့မွေးစုတွေကောင်းကျိုးပေးတယ်။တနင်္လာနေ့သောကြာနေ့မွေးစုများကြောင့်စိန်နောက်ရှေဖြစ်တတ်တယ်။ နှစ်သုံးကိုကနန်းနေကျိုးပေးတဲ့အပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါပန်းဖြူသုံးဝင့်တင်၍လိုရာဆန္ဒပြုခြင်းဖြင့်လိုရာကိစ္စတို့အောင်မြင်နိုင်တဲ့အနေထားကိုရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်